မင်္ဂလာပါခင်ဗျာ2025ခုနှစ်ဧပြီလ9ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေ့ပူချိန်အခြေအနေများမှာကချင်ပြည်နယ်မှာဧပြီလရဲ့ပုံမှန်ပူချိန်ထက်6ဒီဂရီဆက်စီရဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာဧပြီလရဲ့ပုံမှန်ပူချိန်တို့ထက်3ဒီဂရီဆက်စီရဲ့ တနင်္လာတိုင်းဒေသကြီးမှာ AP လရဲ့ပုံမှန်ပုံချိန်ထက်2ဒီဂရီဆဲစီယပ်ပိုခဲ့ပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်နေပြည်တော်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ AP လရဲ့ပုံမှန်ပုံချိန်တို့အောက်2ဒီဂရီဆဲစီယပ်နဲ့မကွေးတိုင်းဒေသကြီးမှာ AP လရဲ့ပုံမှန်ပုံချိန်အောက်3ဒီဂရီဆဲစီယပ်ရောင်းနေခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ AP လရဲ့ပုံမှန်ပုံချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ် AP လ၈ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ မြို့လိုက်ထူးခြားတဲ့နေပူချိန်များကတော့ဖန်အမြို့မှာ40ဒသမ4ဒီဂရီဆဲလ်စီယက် ကော့ကရိတ်မြို့နဲ့တင်ဆက်ရမြို့တို့မှာ40ဒသမ3ဒီဂရီဆဲလ်စီယက်စီဘေးလင်းမြို့မှာ40ဒသမ1ဒီဂရီဆဲလ်စီယက်6မြို့နဲ့မော်လမြိုင်မြို့တို့မှာ40ဒီဂရီဆဲလ်စီယက်စီညောင်မြို့မှာ39ဒသမ8ဒီဂရီဆဲလ်စီယက်ကြောက်ဆယ်မြို့မှာ39ဒသမ1ဒီဂရီဆဲလ်စီယက်နဲ့နေပြည်တော်စပူသီရီမြို့နဲ့တတဲုပ်လေချောင်းမိုးလေဝသနဲ့ညောင်လေးပင်မြို့တို့မှာ39ဒီဂရီဆဲလ်စီယက်စီလို့ဖြစ်ကြပါတယ် မတ်သားဘွေရမွေးချိန်များမှာဟာခမြို့မှာ၃ညတက်တမ၃ကိုလက်မမော်လမြိုင်ကျွန်းမြို့မှာ၃ညတက်တမ၃ကလက်မဓဝဲမြို့နယ်ကော့ကရိတ်မြို့တို့မှာ၃ညတက်တမတက်နှစ်လက်မစီနဲ့ချိုက်ခမီမြို့မှာ၃ညတက်တမ၃ညရှစ်လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနအကွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသက်အတက်မှာတိတ်တူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတိမ်အထင်အထင်ဖြစ်တော့နေပြီးကြံဒေသများမှာတိမ်အထင်ထက်မှတိမ်တူထက်နေပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေဖိအားလျှော့နေနေတာကိုတွေ့ရပါတယ်ဘင်္ဂလားပင်လယ်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်7330နာရီချိန်တိုင်းထွက်ချက်များအရဘင်္ဂလားပင်လယ်အနောက်လေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းတဲ့ရပ်ဝန်းဟာဆက်လက်တည်ရှိနေပါတယ် အစောပိုင်းအားကောင်းတဲ့လေပြင်းတဲ့ရေဝန်ဟာနောက်ဆက်နှစ်နာရီအတွင်းမြောက်ရွံ့ရွံ့သို့ရွှေ့လျားနိုင်ပြီးထုံမတဆင်မြောက်အရှိမြောက်ဖက်သို့ပြန်ခွေကနောက်36နာရီအတွင်းဘင်္ဂလားပင်လယ်အော်အလဲပိုင်း၌တဖြည်းဖြည်းအားရောသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာလိုင်းအသင့်အတင့်ရှိပါမယ်။လိုင်းမြင့်မှာမြမကင်မရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှ၈ပေခန့်ရှိနေပါတယ်။မနှက်ပြန့်မနှက်အထိခန့်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရဆက်ဆက်ချင်းပြင်းနဲ့ရှမ်းပြင်းနဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရကြက်ကြက်နဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရကွက်ကြားမိုးတစ်ချုံရွာပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလည်းဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့နေတဝိုက်အတွက်မနှက်ဖြတ်မနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတရင်တက်တဲ့ဖြတ်တော်ပြီးမိုးတက်ချောင်း၍နေရာကွက်ကြားမိုးရနေပါတယ်။အမြင့်ဆုံးပုံချိန်မှာ39ဒီဂရီဆယ်စီယက်တရားနေဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်မနှက်ဖြတ်မနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းတရင်တက်တဲ့ဖြတ်တော်ပြီးမိုးတက်ချောင်း၍နေရာကွက်ကြားမိုးရနေပါတယ်။အမြင့်ဆုံးပုံချိန်မှာ39ဒီဂရီဆယ်စီယက် တရက်နှစ်ဒီဂရီဖာနဟိုက်နဲ့အနေဆန်းပူချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာနဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းအတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခံမှန်းကြမှာလဲတည်ရင်တည်နေဖြစ်တော့ပြီးမိုးတေချုံ၍နေရာကွက်ကြားမိုးရနေပါတယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာနဟိုက်နဲ့အနေဆန်းပူချိန်မှာ29ဒီဂရီဆက်စီရဲ့87ဒီဂရီဖာနဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ် ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးရှမ်းကောင်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမုတ်တက်ချုံရွာနေပါတယ်အားကောင်းတဲ့လေပြင်းတဲ့ရေဝန်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်7330နာရီချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်အနောက်လေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းတဲ့ရေဝန်ဟာဆက်လက်တည်ရှိနေပါတယ် အစောပိုင်းအားကောင်းတဲ့လေပြင်းတဲ့ရဝန်းဟာနောက်ဆက်နှစ်နာရီအတွင်းမြောက်ရွင်းရင်းတို့ရွေလျားနိုင်ပြီးထုံမတဆင်မြောက်အရှိမြောက်ဖက်တို့ပြန်ခွေကနောက်36နာရီအတွင်းဘင်္ဂလားပင်လယ်အလေပိုင်း၌တဖြည်းဖြည်းအားလျော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အစောပိုင်းအားကောင်းတဲ့လေပြင်းတဲ့ရဝန်းရဲ့အချိန်ကြောင့်ဒီကနေ့မွန်လယ်မှာ12ရက်4လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေယော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျဲမိုးတက်ချောင်းရွာနေပါတယ်။73ရက်4လ2025ရက်နေ့မှာ76ရက်4လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ် ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိတ်မှနေရာအနှံပြားမုန်တဲ့ကြောင်ရပြီးအချို့ဒေသများမှာနေရာကွက်၍မုန်ချနေပါတယ်။အကြံပြုချက်ထို့ဖြစ်ပါ၍မုန်တိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မုန်တဲ့ချုံခြင်း၊မုန်ကျွပစ်ခြင်း၊လျှက်စိလက်ခြင်း၊မုန်တိကျွေခြင်း၊လျှက်ရက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်း၊စားတဲ့တဘာဝဘေးရန်နေရာများဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့် မြေပြုံမှုအန္တရာယ်အားလကောင်းမြင့်ငယ်ချောင်းငံများနီးမှာနေထိုင်ကြသူများနေဖြင့်ရေကြီးရေရှမ်းမှုအန္တရာယ်များကို၎င်းကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အကြံပြုအပ်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလနဲ့နိုင်အချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ